ဟိုဖုန်းဆိုင်လေးတစ်ဆိုင်ကတော့တကယ်လှုပ်ချင်တာပါဟိုကျွန်တော်ကိုယ်တိုင်လည်းဖုန်းကိုယူသလိုကျွန်တော်လိုပဲဖုန်းကိုယူတဲ့လူတွေကိုကျွန်တော် sharing လုပ်ချင်တယ်ဒီဖုန်းနဲ့ပတ်သက်လို့ဘာတွေလုပ်လို့ရတယ်ဆိုတာလေးတွေကိုကျွန်တော်သိထားတာလေးတွေကိုပြန်ပြီးတော့ sharing လုပ်ချင်တယ်ကျိုးဆိုလို့ရှိရင်ရုပ်ရှင်ထဲမှာသာနေနေတာ iMovie iPhone သာကင်ထားတာ iMovie ကို round တစ်ခါမှဖွင့်မကြည့်ဘူးတဲ့ရုပ်ရှင်ထဲရလူတွေတော့အများကြီးပုံမှန်တော့တစ်နှစ်တစ်ခါတော့လဲကင်ပြည့်တယ် တနေ့တခါတော့ upgrade လုပ်ပြီးတော့လဲကင်ပြည့်တယ်။ကြံတာကတော့ဂျားထဲမှာဟို storage မလောက်တော့လို့လဲလိုက်တာမျိုးတွေပါတော့ရှိတာပေါ့နော်256ကင်ရဲ့နေနည်းနည်းတချို့ storage ကြတော့လဲတချို့ဓာတ်တွေကြတော့ data တွေကြတော့လဲ cloud ထဲမသိမ်းကျင်တော့512ပြောင်းကင်လိုက်တာမျိုးတော့ရှိတာပေါ့။ကြံတာကတော့တနေ့တခါပါပဲ။ကျွန်တော်ကတော့ဖုန်းနဲ့မြင်နေရရင်ပျော်နေတာပဲ။ဖုန်းနဲ့မျက်စိရှိမှမြင်နေရရင်ဖုန်းလာဝယ်တဲ့သူတွေကိုကျွန်တော်ရှင်းပြနေရရင်ပျော်နေတာပဲ။ဆိုတော့နောက်တော့လဲတဖြည်းဖြည်းချင်းတော့ develop ဖြစ်လာပါပေါ့။ ရှိတယ်အဲ့လိုမျိုးလည်းရှိတယ်ဒါကြောင့်ဝင်းလွင်ဆိုင်လေးဆိုပြီးတော့လာတဲ့သူမျိုးတွေလည်းရှိတယ်ကျွန်တော်ကဟိုဖုန်းဆိုင်လေးဆိုင်လောက်ချင်ခဲ့တာကြာပါပြီ။ဟိုကျွန်တော်ဖုန်းဝါသနာပါတယ်။ဖုန်းလည်းယူတယ်။အချိန်ကြာရင်ဒါလေးဟိုစီးပွားရေးလေးတခုနဲ့လောက်ချင်ခဲ့။အခုအချိန်ကြာလာတော့လည်းမိတ်ဆွေတွေကလည်းအကူအညီပေးတယ်။တူတူဝိုင်းပြီးတော့လောက်ကြမယ်မိတ်ဆွေတွေလည်းရှိတယ်ဆိုတော့လောက်ချင် မိခါတော့ကျွန်တော်ကဟို smartphone ဆိုတာကိုလေဟိုဓာတ်ပုံရိုက်ရုံ social media သုံးရုံမဟုတ်ပဲねဒီကျပိုတဲ့ lifestyle တခုတွေတွားလို့ရတယ်ဆိုတာကို sharing လုပ်ချင်တာပါကျွန်တော်ကိုယ်တိုင်လည်းဒီဖုန်းပေါ်မှာအချိန်ကုန်တာများတယ်ကုန်တဲ့လောက်လည်းအကျိုးရှိတာရှိတယ်အဲ့ဒါလေးတွေကိုပြန်ပြီးတော့ sharing လုပ်ပေးချင်တယ်ဒီကတော့ကျွန်တော်မိတ်ဆွေတွေများပါတယ်ကျွန်တော်မိတ်ဆွေတွေဝိုင်းပြီးကူညီပံ့ပိုးကြကျွန်တော်တယောက်တည်းလည်းမဟုတ်ပါဘူး တူတူဝိုင်းလုပ်တဲ့မိတ်ဆွေတွေရှိပါတယ်။သူတို့သူတို့ရဲ့အကူအညီပံ့ပိုးမှုကအဓိကများပါ။ဟုတ်ကဲ့ဟိုဖုန်းဆိုင်လေးတစ်ဆိုင်ကတော့တကယ်လှုပ်ချင်တာပါ။ဟိုကျွန်တော်ခုတိုင်းနဲ့ဖုန်းကိုယူသလိုကျွန်တော်လိုပဲဖုန်းကိုယူတဲ့သူတွေကိုကျွန်တော် sharing လုပ်ချင်တယ်။ဒီဖုန်းနဲ့ပတ်သက်လို့ဘာတွေလုပ်လို့ရတယ်ဆိုတာလေးတွေကိုကျွန်တော်သိထားတာလေးတွေပြန်ပြီးတော့ sharing လုပ်ချင်တယ်။ကျိုးဆိုလို့ရှိရင်ရုပ်ရှင်ထဲမှာသာနေနေတာ iMovie iPhone သာကင်ထားတာ iMovie ကို round တစ်ခါမှဖွင့်မကြည့်ဘူးတဲ့ရုပ်ရှင်ထဲရလို့တော့အများကြီး အရင်လက်လန်းမမီလောက်အောင်ကွာဟားခဲ့တာမျိုးတော့မရှိဘူးကျွန်တော်ဖုန်းစကင်တော့ပထမဆုံး GSM စကင်တော့ Sony Ericsson Sony Ericsson Walkman Edition အဲ့ဒါလေးစကင်တော့ဗောနော်ကျွန်တော်တို့ GSM စကင်နေခေတ်တုန်းကတော့ Sony Ericsson နဲ့ Nokia နဲ့နှစ်ခုကအစရာကြီးဗောကျွန်တော်ကတော့ Sony Ericsson ကင်ပြခဲ့တယ် Sony Ericsson သဘောကျလို့ကင်ပြခဲ့တယ်နောက်တော့ Sony Ericsson ကနေ Motorola ကင်သေးတယ် အဲ့ဒါပြီးတော့ iPhone ထွက်လာတယ် iPhone ပထမဆုံး version ကိုတော့မကင်ဘူးလိုက်ဘူး 3G ကနေစပြီးတော့ကင်လိုက်တာပေါ့အဲ့ဒီကနေစပြီးတော့အခုထိပုံမှန်တော့တစ်နှစ်တစ်ခါတော့လဲကင်ပြည့်တယ်တစ်နှစ်တစ်ခါတော့ upgrade လုပ်ပြီးတော့လဲကင်ပြည့်တယ်ကျန်တာကတော့ဂျားထဲမှာဟို storage မလောက်တော့လို့လဲလိုက်တာမျိုးတွေပါတော့ရှိတာပေါ့နော်256ကင်ရန်လေးနည်းနည်းတချို့ storage တွေကြတော့လဲတချို့ဟာတွေကြတော့ data တွေကြတော့လဲ cloud ထဲမသိမ်းကျင်တော့ ိုင်ဝမ်တူပြောင်းကင်လိုက်တာမျိုးတော့ရှိတာပါဂျန်နာကတော့တနစ်တစ်ခါပါတလရောင်မပြည့်သေးပါဘူးအော်တိုဘာ25မှာစာဖွင့်ခဲ့တယ်ဆိုတော့တလရောင်မပြည့်သေးပါဘူးဒါပေမဲ့ဟိုပြိတ္တတွေအားပေးကြပါတယ်ကျွန်တော်ကတော့ဖုန်းနဲ့မြင်နေရရင်ပျော်နေတာပဲဖုန်းနဲ့မျက်စိရှိမှမြင်နေရရင်ဖုန်းလံဝယ်တဲ့သူတွေကိုကျွန်တော်ရှင်းပြနေရရင်ပျော်နေတာပဲဆိုတော့နောင်တော့လေတဖြည်းဖြည်းချင်းတော့ develop ဖြစ်လာမှာပေါ့ဒါတော့စီးပွားရေးလောက်တာဖြစ်တဲ့အတွက် iOS ကော Android ကောအကုန်တင်ထားပါတယ်။ဘယ်တစိမ့်ကတော့ကျွန်တော်မကင်လို့မတင်ဘူးဆိုတာမျိုးမရှိဘူး။ Android ကော iPhone အကုန်တင်ထားတယ်။ iPad ရော MacBook ရောလလမ်းမိတလောက်တော့ဖြည့်ပြီးတော့တင်တာပဲတဖြည်းဖြည်းချင်းတော့လည်းဒီတက်ပို့ပြီးတော့ဟိုချဲ့လာဖို့စဉ်းစားပါတယ်ရှိတယ်အဲ့လိုမျိုးလည်းရှိတယ်ဒါကြောင့်ဝင်းဝင်ဆိုင်လေးဆိုပြီးတော့လာတဲ့သူမျိုးတွေလည်းရှိတယ် အဲ့မော်အဲ့လိုမျိုးတော့တာဝန်ယူမှုတာဝန်ခံမှုမှာတော့ပေါ်တာပေါ့နော်ဟိုကိုယ်ကိုယုံကြည်ပြီးတော့လာတဲ့သူကိုကြော်ညာပေးလို့လာတဲ့သူတွေရှိတယ်လို့ကဒီပေါ်မှာတော့တာဝန်ယူမှုတာဝန်ခံမှုတော့ပေါ်တာအဲရုပ်ရှင်နဲ့ပတ်သက်တဲ့စီးပွားရေးကကျွန်တော်ညာကြောင်းရုပ်ရှင်ထုတ်လို့ရေးရကျွန်တော်ကျွန်တော်ထုတ်လို့ရေးပဲလေဆိုတော့ဒါကရုပ်ရှင်နဲ့ပတ်သက်တဲ့စီးပွားရေးပေါ့ဒါကတော့ရုပ်ရှင်နဲ့မဆိုင်တဲ့စီးပွားရေးတခုအဲဒါကတော့အခုဆိုင်နေရဖွင့်တာတလတော့မပြည့်သေးပါဘူးနိုဝင်ဘာ25မှာပဲတလပြည့်မှာဆိုတော့နောက်မှာတော့ ပြိဿအားပေးတယ်လက်ခံတယ်ဒီစီးပွားရေးလေးအဆင်ပြေလာတယ်ဆိုလို့ရှိရင်တော့လည်းဆိုင်ခွဲတွေဖွင့်နိုင်အောင်တော့စူးစမ်းမှာပေါ့အဓိကကျွန်တော် post တင်ထားသလိုပဲကျွန်တော်ဖုန်းနေမြင်နေရရင်ဟိုပျော်နေတာဖုန်းနေမြင်နေရရင်ဟိုဖုန်းနေ ဖုန်းအကြောင်းတွေတများတွေပြောပြနေရတာကိုကျွန်တော်ပြောတာဒါကတော့တခုရှိရပါတော့ကျွဲကူရေပါဆိုတဲ့ဇာတ်ကမြန်မာဇာတ်ရှိတာပေါ့ဟိုကျွဲရသူတခုတာပဲရေပါလာတယ်ဆိုတော့သဘောမျိုးပေါ့နော်ကိုကဒီအလုပ်ကိုဝါသနာပါလို့လုပ်တယ်ဆိုမှလည်းဒါလေးကစီးပွားရေးဖြစ်လာတယ်ဆိုတော့ဝမ်းသာစရာပေါ့အခုဒါစင်ရင်တော့မချုပ်သေးပါဆိုတော့အဲ့ဒါတော့ပြောဖို့တော့ဆောပါတယ်ဟုတ်ကဲ့ iPhone ကတော့ဒါတော့ထွက်ရင်စောစောကင်ကျင်တဲ့အယူထားမှုကမပြောက်ပါဘူး။နောက်နှစ်လည်းကင်အောင်ပါပဲ။ ကျွန်တော်တို့ phone bank ဆိုတဲ့နာမည်နဲ့ Facebook page ရှိပါတယ်။နောက် phone bank ဆိုတဲ့နာမည်နဲ့ပဲ TikTok page လည်းရှိပါတယ်။အဲဒီကနေပြီးတော့စုံစမ်းပြီးတော့လည်းဝယ်လုပ်ရပါတယ်။ကိုယ်တိုင်လာခြင်းနဲ့ဆိုလို့ရှိရင်တော့အာအမဆက်ငါစမ်းကြောင်းလမ်းတပြေညိုလမ်းထိပ်ရန်ကုန်ပေါ့နော်။စမ်းကြောင်းမြို့နယ်စမ်းကြောင်းလမ်းအဲ့မှာရှိပါတယ်။ကျွန်တော်ကတော့နေတိုင်းတော့မရှိနိုင်ဘူးပေါ့နော်။ဟိုကျွန်တော်နဲ့တွေ့ကြလို့ကျွန်တော်ပြောပြတာနဲ့ နားထောင်ပြီးတော့ဝဲကျင်တယ်ဆိုလို့ရှိရင်တော့လေကြိုချင်းလိုက်ပေါ့အဲ့ဆိုတော့ကျွန်တော်လာဆောက်ပါပေါ့အဲ့လိုဆိုရင်တော့ပေးတတ်တယ်ရှင်းပြကျွန်တော်ဆိုလို့ရှိရင်ဟိုမှာဆိုတော့ဖုန်းတစ်ခုစပြီး activate လုပ်လိုက်တာနဲ့ဘာ application တွေအရင်ဆုံး install လုပ်တယ်လေအဲ့ဒါကအဲ့ဒီလူကို define လုပ်တာပဲလေဆိုတော့ကျွန်တော်ကအဲ့ဒါမျိုးတွေလည်းပြောပြချင်တာ ကျွန်တော်တို့17 pro max လုံးလက်ထဲမှာကင်ထားပြီးတော့စပြီးတော့ဖောက်ပြီးတော့ activate လုပ်လိုက်ပြီဆိုလို့ရှိရင်ဘယ်လို application မျိုးတွေကိုပထမဆုံး install လုပ်ဖြစ်လဲအဲ့ဒါကအဲ့ဒီလူကို define လုပ်တာပဲဆိုတော့ကျွန်တော်ကအဲ့ဒါတွေကိုလည်းပြောပြချင်တာကျေးဇူးတင်ပါတယ်